လီဗာပူးအသင်းဟာပရီးမီးယားလိရဲ့စံချိန်သစ်ဖြစ်မဲ့အင်ဂျီစပွန်ဆာစာချုပ်ချုပ်ဆိုဖို့စီစဉ်နေရလို့သိရပါတယ်။လီဗာပူးအသင်းဟာလက်ရှိအချိန်မှာဘဏ်လုပ်ငန်းဖြစ်တဲ့ Standard Chartered နဲ့2029ခုနှစ်အထိစပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးတနစ်ကိုပေါင်သန်း90ရရှိနေပါတယ်။လက်ရှိပရီးမီးယားလိမှာအင်ဂျီစပွန်ဆာတန်ကြီးအမြင့်ဆုံးအဖြစ်ရပ်တည်နေတာကတနစ်ပေါင်သန်း60ရရှိနေတဲ့ Man City နဲ့ Man U တို့ဖြစ်တယ်လို့သိရပါတယ်။ လေပါမှုအသင်းက standard charter နဲ့ပဲဆက်ပြီးလက်တွဲသွားမှာဖြစ်ပေမဲ့စာချုပ်သင်းရဲ့တန်ဖိုးကတော့တစ်နှစ်ပေါင်သန်း80နဲ့ Premier League ရဲ့စံချိန်သစ်ဖြစ်လာမှာဖြစ်တယ်လို့သစန်းကဖော်ပြခဲ့ပါတယ်။လေပါမှုအသင်းဟာ standard charter နဲ့2010ခုနှစ်ခရဲကလက်တွဲခဲ့တာဖြစ်ပြီးအသင်းရဲ့တမိုင်းတက်လျှောက်9ခုမြောက်လက်တွဲခဲ့ဖို့တဲ့အင်ဂျင်စပွန်ဆာဖြစ်ကြောင်းလည်းသိရပါဗျ။ Carbus Company ကလည်းလီဗာပူးနဲ့ပြန်လည်လက်တွဲဖို့စမ်းသပ်ရှိနေပေမဲ့ Standard Charter နဲ့သဘောတူညီမှုရရှိဖို့နှိစက်နေပြီဖြစ်တယ်လို့ The Sun ကဖော်ပြခဲ့ပါဗျ။